ီတစ်ခါမှတော့မိုးရသည်မှာပေါ်တယ်ကင်မွန်းချင်ရွယ်ရယ်စရိတ်ရိုးရယ်မိုးကောင်းရင်ကြရဟုတ်ချောင်းရယ်၃မျိုးရောပြီးတော့မှငရုတ်သီးလေးနဲ့နင်းနေချက်ထားပါတယ်စရိတ်ရိုးကိုချိုးပြီးရခါကြလို့ရှင်စားလေးနဲ့အခုလို့စုပ်နေပြီးတော့မှသူ့မှာရှိရဲ့အဖန်ထက်လေးတွေကုံသွားအောင်နေပြရပါမယ်ဖြည်းဖြည်းချင်းနေရင်းနဲ့မှနွန်းသွားပြီးတော့မှဒီအရေးလေးတွေကိုပြစ်ထုတ်ပြီးတော့သူ့ရေဖွားလေးနဲ့ပြန်ပြီးတော့မှစေထားပါ ခြေလေးတွေကိုတော့ကုံအောင်ပြန်ညှစ်ထုတ်ထားဖို့လိုပါမယ်ပြီးတဲ့အခါကျလို့ရှင်เนาะဒီတစ်စဲတာဘွက်ဥချောင်းမူလေးကိုလေးထားမယ်ပေါ့နော်ဒီငြိတိလေးကိုဖိဖဲထားမယ်ဟင်းချက်ထက်မှာအငြိတိလေးကိုပြန်ထည့်ချင်လို့ရရပေါ့နော်ဒါကတော့သူ့ကိုလက်တစစ်သူမုံနှီးတပြားစာအနေအဝိုင်းလေးတွေလှူပါအဆောင်မလှီးပါနဲ့အသားတွေပဲ့ထွက်ကုန်မှာဆိုလိုပါပြီးလို့ရှင်เนาะစီလေးနဲ့သူ့ကိုကြော်ထားပြီးပါမယ်နော်အဲကြော်တဲ့အချိန်မှာဒီလိုမျိုးစီရဲ့အကုန်ထည့်လိုက်ပြီးလို့ရှင် အဲဒီမျက်နှာပြင်းပြင်းထလိုက်နည်းနည်းလေးတင်းလာပါနောက်တစ်ခါကိုဆန်ပြလိုက်ပါနော်အဲဒါကဟင်းတင်ဆန်မှာဖြစ်စစ်ကြောင့်မလို့တအားကြောင်ကြော်လိုက်ပါလို့ဒီလောက်နေလေးနဲ့ပဲဆယ်ထားလိုက်ပါအဲနောက်ထပ်ဆက်လိုက်ကြော်ရတော့မြူသီးကိုညှအောင်ထားမှုလို့ပါပဲနော်စီတက်တဲ့အခါမှာဆိုလို့ရှိရင်စက်တုံငင်းလေးကိုစီတက်လိုက်မယ်စက်တုံငင်းနီလာပြီးဆိုရင်စနင်းမှုရဲ့အယောင်တင်မှုလေးရဲ့အဲအသားမှုရဲ့ပစုံချမှုလေးနဲ့ချဲလိုက်ပါမယ်အဲ့ဒါပြီးလို့ရှိရင်ထောင်းထားတဲ့မြုပ်ကြီးလေးကိုထည့်ပြီးညှိလိုက်ပါ ယူတီကတော့သူကအစိမ့်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့တက်ပါတယ်စီထားပါပါဒီလိုရှိရင်ရင်းညှစ်ထားတဲ့ဂရုလေးတွေထည့်ပါဒီလေးနည်းနည်းလေးပေါ့နော်ငရုစည်းစုံကြည့်ရင်လည်းထည့်ပြီးတော့မှသူ့ကိုထောက်နှောင်းအောင်ထည့်လိုက်ပါသမုန်းချင်ကတော့အစိုးသုံးရပါတယ်ဒါကတော့မုကောင်ရထုတ်တဲ့သမုန်းချင်အချောင်းလေးနေနဲ့တော်ထားတာပါဒီလိုအစိုးရှိရင်သူ့သုံးရတယ်လို့အချောင်းလိုချင်တဲ့မုကောင်ကမှားလို့ရပါတယ်နော် သမုန်ညင်ထည့်ပြီးတော့နောက်ပြည်လောက်ထည့်ပြီးတော့ဒီနွားအုပ်လိုက်ပါတယ်။အဲရေစစ်ဆက်လေးတင်ပါပြီဆိုတဲ့အခါမှာဘောဥချောင်းလေးထည့်တယ်။အဲဇီယိုကလည်းနည်းနည်းလေးမြို့ဖို့လိုမယ်လို့ထင်တယ်။ဘောဥချောင်းလေးကိုလည်းဒီကအချင်းနဲ့အရသာလေးကိုဒီနေ့တက်တာမို့နောက်တစ်ခါရေစစ်ဆက်လေးဖြစ်အောင်အဖုံးလေးကိုခဏအုပ်ပြီးထားလိုက်ပါ။ရေကလူစားဖို့နေတော့လေးပဲချံပြီးတော့မှသူ့ကိုဒါစေပြီးတော့ခူးလိုက်မယ်ဆိုလို့ရှိရင်တော့ချင်းချင်းလေးနဲ့အရန်သမင်းစားလို့နေနဲ့ မိုးကောင်းရာဝတ်ဥကြောင့်တွဲဖက်ချက်ထားတဲ့ဇယီယိုကမွန်ချင်ဟင်းတစ်ခွက်ရပါပြီရှင်။ဇယီယိုကမွန်ချင်ရဲ့အချင်းလေးဟာဝတ်ဥကြောင့်ရဲ့အီကိုထိန်းထားပေးပါတယ်။ကဲပြောနေနေတော့နောက်တစ်ခါစားချင်လာပါပြီရှင်။နောက်ဟင်းပွဲလေးနဲ့ပြန်ဆုံမယ်နော်။တတား။